ီနေ့တော့အရေးပြအထူးကုဆရာဝန်အနေနဲ့ကြုံတွေ့ရတဲ့အဖြစ်များဆုံးကုဆတ်ယောဂရီတဲကတစ်ခုဖြစ်တဲ့ရေယုံယောဂအကြောင်းပြောချင်ပါတယ်။ရှင်ကဆိုတာကလူသုံးစကားနာမည်ဖြစ်ပြီးစေပညာနာမည်ရတော့ herpesost လို့ခေါ်ပါတယ်။ဒါကဗိုင်းရပ်စ်ကုဆတ်ယောဂတစ်ခုဖြစ်ပြီးငယ်စဉ်က chicken pox ဖြစ်မှုတွေမှာဒါဖြစ်တတ်ပါတယ်။ အချစ်ပြက်ကတော့ virus ကကိုယ်ထဲမှာတိတ်တိတ်နေပြီး အသက်ကြီးလာတဲ့အခါပြန်လဲတက်လာပါတယ်ပြန်တက်လာတဲ့အခါမှာကိုယ်တစ်ဖက်ဖက်မှာနာကျင်စေတဲ့ရောင်ရမ်းအဖူလေးတွေထွက်လာပါတယ်အဖူလေးတွေထွက်တာအပြင်တစ်ခါတလေအရင်နာကျင်စေတဲ့နာကျင်မှုလည်းလိုက်ပါလာတတ်ပါတယ်တစ်ခါတလေနာကျင်မှုကနည်းနည်းသာဖြစ်နိုင်ပေမဲ့အသက်60ကျော်သူတွေမှာတော့အရင်နာကျင်တတ်ပါတယ် အဖူလေးတွေကတစ်ဖက်ဖက်တန်ကြောတစ်ခုတစ်လျှောက်မြည်သည့်နေရာမှာမဆိုးထွက်နိုင်ပါတဲ့ဥပမာမျက်နှာတစ်ဖက်ရင်ဘက်တစ်ဖက်ဘိုက်ဘက်တစ်ဖက်ဒါမှမဟုတ်လက်တူမဟုတ်ခြေတစ်ဖက်မှာပါထွက်နိုင်ပါတယ်ဒါတွေကအသက်60ကျော်သူတွေမှာအရန်နာကျင်စေပါတယ်ဒါကြောင့်လည်းယနေ့ခေတ်မှာအသက်ကြီးလာသူတွေအတွက်ရှင်းကောကာကွယ်ဆေးကိုထိုးတင်တယ်လို့အကြံပြုကြပါတယ်အခုဆိုရင်အသက်60ကျော်သူတိုင်းကိုဒီကာကွယ်ဆေးကိုပုံမှန်ထိုးပေးနေကြပါတယ် ဒါဟာကုသနိုင်တဲ့ယောဂပဲမြဲကျက်မဲယောဂကိုရှိပြီးသားသူတွေဒါမှမဟုတ်ကျက်မဲကာကွယ်ဆေးသူမဟုတ်ရှင်းကကာကွယ်ဆေးထိုးပြီးသားသူတွေကိုတော့မကုသနိုင်ပါဘူးအကောင်းဆုံးကတော့အမြန်ဆုံးအသားရည်ကုထုံးဆရာဝန်ကိုတွားတွေ့တင်ပါတယ်အသားရည်ကုထုံးဆရာဝန်ကတော့တင့်တော်တဲ့ဗိုင်းရပ်စ်နဲ့နာကျင်သက်သာဆေးတွေချမှတ်ပေးပြီးတပတ်လောက်အိပ်ရာတင်နာစေဖို့အကြံပြုပါလိမ့်မယ် တချို့လူတွေမှာနာကျင်မှုကပိုချရှိနိုင်ပါတယ်ဒါကို post traumatic neurology လို့ခေါ်ပြီးအထူးသဖြင့်အသက်ကြီးသူတွေမှာပိုများပါတယ်နာကျင်မှုကတစ်လမှနှစ်လလောက်ကြာနိုင်ပေမဲ့တင့်တော်တဲ့ဆေးဝါးတွေနဲ့လည်းကုသနိုင်ပါတယ်